တယုတ်ဆောင်နေနမဲကြီးဆယ်လီတွေအဲသူတို့အတုံးချပြီးတော့မှသူတို့စပွန်ဆာတွေပေးပြီးတော့မှတရင်ဖုံးမှုအတွက်ကြိုးစားတယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တရင်ထူးတရင်ကောင်းတရင်မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဒီ live လေးကိုမဖြစ်မနေဓာတ်ထောက်ပါ save ထားပါ download လည်းလုပ်ထားကြပါเนาะအဲ့ဒါလေးဒီဒါကျွန်တော်ပြောပြပါမယ်အဲ okay ဘုဒ္ဓတာတွေလည်းပါပါပေါ့เนาะဘုဒ္ဓဘုဒ္ဓတာတွေလည်းပါပဲဆိုတော့အားလုံးအတွက်လည်းအကျိုးရှိစေပါလိမ့်မယ်เนาะ okay ဲ့တော့အော်နံပါတ်1အနေနဲ့ပေါ့နော်ဒါကျွန်တော်မြပတိုင်ကရဲ့အခြေအနေပြောပဲပြီးရင်ဘဏ်အကြောင်းအရာတွေလည်းပြောမယ်ဘဏ်အကြောင်းအရာကျွန်တော်တို့သုံးနေတဲ့ဘဏ်အကြောင်းအရာတွေလည်းပြောမယ်နံပါတ်1မြန်မာနိုင်ငံရဲ့စီရေးအခြေအနေပြောမယ်နံပါတ်2အဲကျွန်တော်တို့အသုံးပြုနေတဲ့ဘဏ်အကြောင်းအရာတွေပြောမယ်ပေါ့နော်အဲ့နောက်ချက်လောက်ပဲဒါကျွန်တော်တို့ပြောမယ်ပြီးလို့ရှိရင်နည်းနည်းပူတာရစေပဲအရာလေးတွေကျွန်တော်ပြောပဲ ဒီလောက်ပဲရှိတော့မယ်เนาะတင်းတင်းကြ live ကတော့โอเคနံပါတ်1အနေနဲ့မြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့အခြေအနေနဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံရဲ့အခြေအနေကတော့ဒါပြည်တွင်းစစ်ဖြစ်နေတာပဲဒါအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့ပြည်တွင်းစစ်ဖြစ်နေတာပဲအဲ့တော့ဒီပြည်တွင်းစစ်ဖြစ်နေတဲ့အကြောင်းအရာကအခုဆိုလို့ရှိရင်9နှစ်တည်းကို ဝင်လာပြီဖြစ်တယ်အဲ့တော့9နှစ်တည်းကိုဝင်လာပြီဆိုတဲ့အခါကျတော့တော်တော်များများကလည်းမြန်မာနိုင်ငံရဲ့ပြည်တွင်း အကြောင်းအရာတွေနားလေတိကျွမ်းကုန်ပြီပေါ့နော်နားလေတိကျွမ်းကုန်အခုမြန်မာနိုင်ငံမှာ ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေလည်းရှိတယ် EOS ဆိုတာလည်းအရင်လိုကျွန်တော်တို့မစိမ့်တော့ဘူးတကယ်ကိုညီကိုမောင်ဓမ္မတွေလိုပဲရင်းနှီးကျွမ်းဝင်တဲ့အတိုင်းဝိုင်းနေဖြစ်ကုန်ပြီအဲ့တော့ຫນွေဦးတော်နိုင်ရေးကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေကတိုင်းရင်းတမန်ခင်တန်းကြောင့်အနေနဲ့အများကြီးကျွန်တော်တို့အောင်မြင်မှုရခဲ့တယ်ပြီးတော့မျိုးဆက်တဲ့လူငယ်တွေကအပတ်ပတ်မှာ 조사တဲ့အခါကျတော့ဟိုပြည်တွင်းရေးရနဲ့ပတ်သက်ပြီးတော့မှတိုင်ငင်းတမန်ကင်းပေါ့နော်တော်တော်များများလည်းအောင်မြင်လာတာကိုတွေ့ရတယ်လို့ပြည်ပရေးရဒီမှာလည်းအောင်မြင်မှုများစွာဒါကြောင့်တွေ့ရတာရှိတယ်နော်အဲ့တော့အချမ်းမစစ်ကောင်စီရဲ့အခြေအနေကိုပြောမယ်အချမ်းမစစ်ကောင်စီရဲ့အခြေအနေကတော့အချမ်းမစစ်ကောင်စီဘဲအောက်လိုက်ကိုပြည်သူမပြောတော့ အကြပ်ဖက်စစ်ကောင်စီမေးအောင်လိုက်လို့ဆိုဝင်းတို့ရဲ့အခြေအနေလက်ရှိအခြေအနေကသူတို့တက်တွင်တဲ့ကလူတောင်သူတို့ကိုလုံးဝထောက်ခံခြင်းစိတ်မရှိတော့တဲ့အခြေအနေရောက်နေပြီအဲ့ဒါအမှန်တရားပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က၅နှစ်လုံးလုံးစောင့်ကြည့်လာတာလေနှွေဦးတော်လိုက်ပြပဖြစ်တယ်အကြပ်ပဲစစ်ကောင်စီကိုထောက်ခတ်တဲ့အားပေးတဲ့အဘအာနာသိန်းကကောင်းလိုက်တာအဘအာနာသိန်းကအရန်ကောင်းတာအဘအာနာသိန်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှ မြောက်ပင့်ထိုးကော်လောက်ကြတဲ့အဖွဲတွေအများကြီးပဲအဲ့ဒါနွေးတော်လိုင်းပထမနဲ့ဒုတိယနဲ့တတိယနဲ့စရုပ်တာနှစ်ပေါ့နော်စရုပ်တာနှစ်စရုပ်တာနှစ်ခွဲတိကိုရှိတယ်ဒါပေမဲ့ဒီ၄နှစ်ကျော်၅နှစ်တက်ကိုဝင်လာတဲ့အခါမှာနော်အကြမ်းမဲ့စစ်ကောက်စီရဲ့လက်အောက်ငယ်သားတွေပေါ်မှာဆက်ဆံပုံဆက်ဆံနည်းတွေဟာ တမတမမကြလာတဲ့အရာတွေကိုသူတို့ရဲ့လက်အောက်ငယ်သားတွေကိုယ်တိုင်ပဲတီကျွမ်းသွားတဲ့အခါကြတော့တော့ပြည်သူပြောစရာမလိုတော့ဒီအကြမ်းမဲ့စစ်ကောင်စီအုပ်ချုပ်တဲ့စနစ်ကကောင်းသလားမကောင်းလားဆိုတော့သူတို့အတွင်းထဲကတီကုန်ပြီနော်သူတို့အတွင်းထဲကတီကုန်ပြီအဲ့တော့ယခုလက်ရှိအကြမ်းဖက်စစ်ကောင်စီဘေးအောင်လိုက်လို့စိုးပွားလို့ရဲ့အခြေတွေကသူတို့တက်မီတာစုတွေသူတို့ထောက်ခံမှု မရှိတော့တဲ့အနေထားတစ်ခုကိုရောက်လာသူတို့စိတ်လန့်ကိုပါသူတို့ကိုထောက်ခံနေဆိုတာမရှိတော့ဒီနောက်ပိုင်းမှာအဲ့တော့အောက်ခြေမှာရှိနေတဲ့စစ်သားတွေရခိုင်မှာတေးတယ်ကြရှုံးတယ်ကချင်မှာတေးတယ်ကြရှုံးတယ်ကရင်ပြည်နယ်မှာတေးတယ်ကြရှုံးတယ်မြန်မာနိုင်ငံအနှံ့ကလည်းအင်တာနက်ကလည်းအခုနောက်ပိုင်းမှာလှင်မြန်သောနှုံးနေနဲ့ဒါကျွန်တော်တို့သွားလို့ရတဲ့နီလန်းနေရာလဲပေါ်လာတဲ့အခါကြတော့ တတိနေ့ကအတိအကျတွေက online ပေါ်မှာက YouTube ပေါ်မှာက Facebook ပေါ်မှာက TikTok ပေါ်မှာကအကုန်လုံးပြန် Telegram channel အကုန်လုံးမှာအားလုံးမှာပြန်တဲ့အခါကျတော့အောက်ကြီးရစစ်သားတွေရဲ့ဘဝတွေကသူတို့ရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့မှအခြေခံကြကြကိုသိမြင်လာတဲ့အခါကျတော့အကြပ်ပတ်စစ်ကောင်စီကနမဲကြီးတယုတ်ဆောင်နေ နမဲကြီးဆယ်လီတွေအဲသူတို့အတုံးချပြီးတော့မှသူတို့စပွန်ဆာတွေပေးပြီးတော့မှတရင်ဖုံးမှုအတွက်ကြိုးစားတယ်ကျွန်တော် live ကိုနားထောင်ကျွန်တော်တို့တည်တည်ချာချာမျိုးဆက်တစ်တရာသူတည်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 ချာချာလောက်ပြီးကျွန်တော်ပြောပြပေးနေတာဖြစ်တယ်เนาะအဲ့တော့အခုမြန်မာနိုင်ငံမှာမင်္ဂလာတွေထားဆောင်ကြတာတွေเนาะအချိန်အခါမဟုတ်ဘဲနဲ့မင်္ဂလာတွေထားဆောင်ကြတာတွေเนาะအခမ်းအနားတွေကျင်းပတာတွေအဲ့ဒီနောက်ွယ်မှာအကြမ်းမစစ်ကောင်စီရှိတယ် အကြမ်းမဲ့စစ်ကောင်စီမွေးထားတာတွေရှိအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးအားလုံးကတတိမလစ်စေဖို့ပြဒါကျတော့အရင်နဲ့ပြောပြချင်တယ်။အဲ့တော့နံပါတ်1ကျတော့ဆွနရပြောသွားသလိုပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အခြေအနေကအကြမ်းမဲ့စစ်ကောင်စီကပတ်ပေါင်းဆောင်ကြာရှုံးနေတဲ့အရွယ်အအချိန်ရောက်သွားပြီ။သူတို့ရဲ့လက်အောက်မှာရှိနေတဲ့စစ်သားတွေကိုယ်တိုင်သူတို့ပေါ်မှာ ယုံကြည်မှုမရှိဘူး။ဘာဖြစ်လို့ယုံကြည်မှုမရှိတယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကပြည်ပမှာရှိတယ်ဗျာ။အမေရိကမှာလည်းရှိတယ်၊အော်စီမှာလည်းရှိတယ်၊စင်ကာပူမှာလည်းရှိတယ်၊ထိုင်းမှာလည်းရှိတယ်။ကျွန်တော်တို့ပြည်သူလူထုကတခြားနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုကျွန်တော်တို့ကလေးလာတယ်ထိုင်းရောက်နေတဲ့သူကထိုင်းစစ်သားကိုလေးလာတယ်လို့စင်ကာပူရောက်နေတဲ့သူကစင်ကာပူစစ်သားကိုလေးလာတယ် အမေရိကရောက်နေတဲ့သူကအမေရိကနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုလေ့လာသူတော့အော်စီမာရောက်နေတဲ့လူတွေကအော်စီမာရှိနေတဲ့စစ်သားတွေကိုလေ့လာတယ်လေ့လာတဲ့အခါကျတော့ပြည်သူကမျက်လုံးပါတယ်လက်တွေ့ဆန်တယ်အဲ့တော့ပြောပြီလေသူများနိုင်ငံစစ်သားတွေကဘယ်လိုမျိုးမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘယ်လိုမျိုး ရှင်ပြောပြီလေရှင်ပြောတဲ့အခါကျတော့ မြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေရဲ့အခြေအနေကကြတော့အကြမ်းမဲ့စစ်ကောင်စီကမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုအကြမ်းဖက်ဖိနှိပ်ပြီးတော့မှကရင်နဲ့စစ်တိုက်ခိုင်းတယ်၊ကယားနဲ့စစ်တိုက်ခိုင်းတယ်၊ကချင်နဲ့စစ်တိုက်ခိုင်းတယ်၊အညာသူအညာသားတွေနဲ့စစ်စစ်ပြန်တိုက်ခိုင်းတယ်။သူမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကပြည်သူနဲ့အဆင်ပြေလို့ပြည်သူနဲ့တင့်တင့်မြတ်တာတဲ့ဘဝတွေကိုဖျက်ဆီးနိုင်ပြီးတော့မှပြုံးလို့ရှင်လို့နော် အဲ့လိုမျိုးဘဝအနေနဲ့ဖြတ်သန်းနေရတဲ့ချိန်တွားနေရတဲ့ချိန်မှာအဲ့မှာပြောပြီပြီးတော့အကြမ်းမဲ့စစ်ကောင်စီကပြောပြပါအောင်မယ်သူအာဏာသိမ်းတဲ့အချိန်မှာစင်ကာပူကိုသူတို့ရဲ့အကြမ်းမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ agency တွေကနေလွတ်လူတွေလွတ်လိုက်တာတွေရှိတယ်ထိုင်းနိုင်ငံကိုလည်းထုံနေလေကောင်းပဲအကြမ်းမဲ့စစ်ကောင်စီတွေရဲ့လက်အောက်မှာရှိနေတဲ့ agency တွေပေါ့နော်အလုပ်သမား agency တွေပေါ့အဲတချို့ဆိုလို့ရှိရင်ငါတော့ ဘယ်အဘောက်ပိုင်တာနေပြည်တော်ကဘသူ့ကိုပိုင်တာဘာညာဆိုသူတို့အဲ့ agency တွေရှိတယ်။ထိုင်းနိုင်ငံကောင်လည်းအဲ့လိုမျိုးသူတို့ကလွှတ်ချလိုက်ကော။အဲသူတို့ကထိုင်းနိုင်ငံကောင်ရောက်လာတဲ့အခါမှာပထမတော့အဘအဘပေါ့။အဘကောင်းတယ်။စင်ကာပူရောက်နေတဲ့သူကလည်းအဘကောင်းတယ်သူတို့။ဒါပေမဲ့ကြာလာတဲ့အခါကျတော့ဒီလိုမျိုးလူတွေအားလုံးကစင်ကာပူမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စင်မတိုက်ရတာလဲ။ ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စင်မတိုက်ရတာလဲသူတို့မျက်စိနဲ့သူတို့မြင်လာပြီသူများနိုင်ငံမှာရှိနေတဲ့အရာတွေနဲ့မြင်လာတဲ့အခါကျတော့မြန်မာပြည်မှာရှိနေတဲ့စစ်သားတွေရဲ့ဘဝတွေကကျတော့မြောင်းနေကိုရောက်လို့ဘယ်ပြည်သူမှလည်းအောင်အောင်တပြည်နဲ့ချူချင်တဲ့စိတ်ကူးမရှိဘူးဘာဖြစ်လို့လဲကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းတိုင်းနယ်ပြည်နယ်14ခုလုံးနဲ့အကြမ်းမဲ့စစ်ကောင်စီမရောက်လာသူခွဲပြီးတော့မှအုပ်ချုပ်ထားလို့ဖြစ်တယ်နော်သူခွဲပြီးတော့မှအုပ်ချုပ်ထားလို့ရှိပြီ နောက်ပြီးတော့မှဒီနေ့ဒီချိန်အထိမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘဏ်ကကမ္ဘာဘဏ်နဲ့အခြေဆက်မရှိသေးဘူးမြန်မာနိုင်ငံမှာရှိနေတဲ့ UMFCCI ပေါ့နော်ကမ္ဘာကုန်သွယ်ရေးများအသင်းနဲ့လည်းအခြေဆက်မရှိသေးဘူး blacklist ကြီးပဲဒါညာလို့မရညာလို့မရကျွန်တော်ဒါအာနာသိန်းတွေကကျွန်တော်ကဒါနေတဲ့မြန်မာဒါအရင် ထောက်ပြပြီးပြောဆိုခဲ့တာအရှိမကျွန်တော် အာမရလည်းပြောခဲ့တယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဘုံပန်းကဘာပန်းတဲ့အခြေစက်မရှိဘူးမြန်မာနိုင်ငံမှာရှိနေတဲ့เนาะ UMFCCI တို့ဘာလို့ဆိုရလဲကဘာကုံသွဲကြီးများအတင်းနဲ့အခြေစက်မရှိဘူးကျွန်တော်အကောလုံးပြောခဲ့ပြီးွားပြီเนาะဒီ9နှစ်တာအတွင်းမှာအကောလုံးသုံးသက်ပြခဲ့ပြီးတယ်ခြားပြပြီးခဲ့အဲကြောင့်မြန်မာငွေတောင်ဘူးကြတယ်လीเนาะ သူများနိုင်ငံမှာရှိနေကြက်တာအဲပတ်စံတံမိုးတွေလည်းမြင့်တက်တဲ့တဲ့။ဘာလို့ဆိုမြန်မာနိုင်ငံမှာတည်တဲ့အတိုင်းပဲအကြမ်းဖက်စစ်ကောင်စီကမတရားအာဏာသိမ်းတဲ့အခါကျတော့အဲ့ဒါမျိုးအဲ့တော့မြန်မာနိုင်ငံဒီ blacklist ထဲမှာပါတယ်။ဒီအကြမ်းဖက်စစ်ကောင်စီမရောက်လည်အုပ်ချုပ်တဲ့9နှစ်အတွင်းမှာ blacklist ဖြစ်ကုန်တယ်။နော် blacklist ဖြစ်ကုန်တယ်။အဲ့ဒါမျိုးအဲ့တော့အဲ့ဒါတွေကိုလည်းနားလည်ရမယ်။သဘောပေါက်ရမယ်။မြန်မာနိုင်ငံမှာရှိနေတဲ့ ဘဟုဘာဘာဖြစ်လို့ blacklist လို့ပြောလဲဆိုလို့ရှင်เนาะမြန်မာနိုင်ငံဘိုးဘံမှာရှိနေတဲ့အတွင်းမှုတို့နေရာတွေအထက်အကြီးကိုယူထားတဲ့လူတွေကစကစားရဲ့အမြောက်တက်ကနေလာတဲ့လူတွေเนาะအရက်ဘက်ကိုပြောင်းတဲ့လူတွေအဲအကောလုံးအဲ့လိုမျိုးပုံစံလေးတွေအတွင်းပြင်ပြောင်းလဲထားတဲ့လူတွေကြီးပဲအကောလုံးဝင်ပြီးတော့မှနေရပြီလားမြန်မာနိုင်ငံမှာရှိနေတဲ့ဘန်တွေကလည်းထုံနီးလောက်မှာစကစားရဲ့လူတွေ ဝင်ရောက်ပြီးတော့မှနေရာယူကြီးစိုးထားတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာအခုလက်ရှိအကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်တဲ့၅နှစ်အတွင်းကဘာမှတရားမဝင် blacklist နော် blacklist ပဲ blacklist အဲ့ဒီ blacklist ကိုကျွန်တော်တို့တွေက၅နှစ်တိုင်တိုင်ကျွန်တော်တို့တွေကဖြတ်တန်းနေရတာဖြစ်တယ်၅နှစ်တည်းဝင်လာပြီပေါ့နော်အခုဖြတ်တန်းနေရတာဖြစ်ပါတယ်လို့အဲ့ဒါအဲ့ဒါပထမဦးစွာပြောပြချင်ပါတယ် နောက်တစ်ခုအာထိုင်းနိုင်ငံမှာအခုဘန်းအကောင့်နေပိတ်တယ်နော်ဘန်းအကောင့်နေပိတ်တယ်ကဲကျွန်တော်ပြောခဲ့ပြီးပြီနော်ပရမတစ်ခေါက်တော့ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဘန်းအကောင့်ရဲ့နဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရီလဲဒါကျွန်တော်အရှိပိုင်းမှာလဲဒါကျွန်တော်တော်တော်လေးပြောခဲ့ပါတယ်ဒါပေမဲ့ဒီညမှာထပ်ပြောပါမယ်နော်အခုထိုင်းနိုင်ငံမှာဘန်းအကောင့်နေပိတ်ပါတယ်နော်ဘန်းအကောင့်နေပိတ်တဲ့အခါမှာ ဘာကြောင့်ပိတ်တာလဲဘလို့ကြောင့်ပိတ်တာလဲဆိုတာတွေပြောပြပါမယ်နော်အခုစုံစမ်းစစ်ဆေးထောက်လျှောက်လိုက်တယ်ငွေကြီးစီးဆင်းမှုတွေနဲ့ပတ်သက်ပြီးတော့မှစုံစမ်းစစ်ဆေးလိုက်ပါတယ်နော်ခစ်ကလည်း AI ခစ်တွေလည်းဖြစ်လာတယ်ဆိုတဲ့အခါကြတော့လေအဲ့တော့ဘဏ်အကောင့်တွေလိုက်ပါတယ်လိုက်တယ်နော်မလိုက်ဘူးလို့ကျွန်တော်မပြောဘူးလိုက်တယ်အဲ့လိုဘဏ်အကောင့်တွေလိုက်တဲ့အခါမှာနော် ကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကတော်တော်များများကအာပြီးဆိုလဲထိုင်းနိုင်ငံရောက်လို့ရှိရင်စင်ကတ်ကို back ဆိုပြီးတော့မှ register မတင်ဘဲနဲ့ဝယ်သုံးတတ်တယ်။နော်ထိုင်းနိုင်ငံမှာလည်းထုံနီးလကောင်းပဲ register တင်ပြီးပြီးတော့မှနော်ရောင်းတဲ့စင်ကတ်ဘာဆိုပြီးတော့မှကားဂိတ်တွေမှာလည်းရောင်းတယ်နော်တော်တော်များများနေရာတွေမှာလည်းရောင်းတယ် ရေဂျစ္စတာတင်ထားပါတယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့အင်တာနက်ကတလပါပါတယ်ဆိုပြီးတော့မှမြန်မာနိုင်ငံသားတွေအားလည်းတော်တော်များများပေါ့နော်တချို့ကလည်းဒီလွယ်ကူစွာနဲ့အဲ့ဒီစင်ကတ်တွေဝယ်လိုက်ကြတယ်ပြီးလဲပြီးတော့ဘဏ်အကောင့်ပေါ်ဖွင့်ကြတယ်အဲ့လိုပြဿနာအများဆုံးပဲထိုင်းမှာဘဏ်အကောင့်ပိတ်ခံရတဲ့အထက်မှာအဲ့လိုအကောင့်တွေအများဆုံးပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ထိုင်းနိုင်ငံမှာစင်ကတ်ဒီဖုန်းထဲမှာထည့်ထားတဲ့ဖုန်းထဲမှာထည့်ထားတဲ့စင်ကတ်အဲ့ဒီဖုန်းထဲမှာထည့်ထားတဲ့စင်ကတ်ကထိုင်းဘတ်နဲ့ register တင်ထားသလား passport နဲ့ register တင်ထားသလားအဲ့ဒါမှသာလေတရားဝင်တယ်အဲ့ဒါမျိုးနဲ့ register မတင်ထားဘူးဆိုလို့ရှင်တရားဝင်မှာဟုတ်ခင်ဗျာအဲ့ဒီဘဏ်ကောင်ကြီးပြိတ်မှာပါ သူများအောင်ရှောက်မေးမနေနဲ့သူများအောင်ရှောက်ပြောပြီးတော့မှဟိုကမေးမနေနဲ့เนาะကိုထိုင်းမှာဖွင့်ထားတဲ့ဘဏ်အကောင့်ဒီเนาะအရင်တော့ဆိုလို့ရှိရင်ဘဏ်သွားလို့ရှိရင်ပြီးဆိုလဲအာဒီဖုန်းထဲမှာဒီ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 စင်းတုံးมาတယ်ဘာညာဆိုတော့အဲ့လိုလှုပ်လိုက်ကြရလေဟုတ်တော့လှုပ်လိုက်ကြရဆိုတဲ့အခါကျတော့ပြီးဆိုလဲပဲအဲ့ဒီဖုန်းစင်ကက်လေးနဲ့ဖွင့်ကြတယ်ဘဏ်အကောင့်နေနဲ့ချိန်ကြတယ်နောက်ပိုင်းမရပါဘူး အဲ့ဒါထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်နေမယ်မဟုတ်ဘူးနောက်ပိုင်း Facebook တောင်မရတော့ထိုင်းမှာရှိတဲ့ဘန်နေကြက်လာတာမဟုတ်ဘူးကျွန်တော်တို့ social မှာတုံးနေတဲ့ Facebook တို့ဘာလို့ကြက်လာပြီ Facebook လက်ထူနေလကောင်းမယ်နော်အကြံနဲ့ TikTok တို့ကြံနဲ့အပိုင်းညာတော့ဘယ်ချိန်လာမလဲတော့မသိသေးဘူးအခုနောက်ပိုင်းမှာ Facebook ကလည်း live နေပြီအဲ့ဒီကိစ္စတွေဆိုတော့အဲကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှင်အခုမြမ အခင်းအကျင်းမြန်မာနိုင်ငံရဲ့ဒီပြည်တွင်းပြဿနာကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့အနည်းဆက်ဆုံးထိုင်အောင်ကျွန်တော်တို့ရွှေ့ပြောင်းလာရတာဖြစ်တယ်အဲ့တော့ရွှေ့ပြောင်းလာရတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1တစ်ချက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကိုကျွန်တော်တို့အနေနဲ့အကြံပြုချင်တာထိုင်းနိုင်ငံကိုရွှေ့ပြောင်းနေဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့စီမင်းစည်းကမ်းဥပဒေပေါ့နော်အဲ့ဒါကိုအရင်ဆုံးလေ့လာသိချင်ပါတယ် နော်ထိုင်းနိုင်ငံရဲ့ဥပဒေပေါ့နော်ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဥပဒေတွေနော်အဲဘဏ်ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဥပဒေအရဘာတွေရှိတယ်လဲနော်နောက်ထိုင်းနိုင်ငံမှာအလုပ်လုပ်လို့ရှင်ဘယ်လိုဥပဒေရှိတယ်လဲထိုင်းနိုင်ငံမှာအကြောင်းတန်ရင်ဘယ်လိုဥပဒေတွေရှိတယ်လဲဥပဒေ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 ကိုအရင်ဆုံးလေ့လာပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အခုနောက်ပိုင်းမှာတော့ဒါဘဏ်ကိစ္စတွေကြက်လာပြီကြက်လာပြီဆိုတာကဟောဘဏ်နေဆိုတာကတော့ဖွင့်လို့ရှင် insurance နေလဲ နော်အာမခံချက်တွေလည်းသူတို့ပြောပြတာတွေရှိတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတော်တော်များများအဲ့အာမခံချက်ကိစ္စပြောလို့ရှင်တိတ်အခြေခံကအဲ့ဒီဘက်ကိုတိတ်ပြီးတော့မှရှင်းပြမဲ့သူမရှိတဲ့အတွက်ကြောင့်ဤရှုရခံတာနဲတဲ့ကျွန်တော်ပြောချင်တာထိုင်းနိုင်ငံမှာဘဏ်အကောင့်ဖွင့်တဲ့အခါကျလို့ရှင်နံပါတ်1တစ်ချက်စင်ကတ်ကို passport ဒါမှမဟုတ်လို့ရှင်ရင်음ကျွန်တော်တို့အဲဒီထိုင်းမှာအခုဘတ်တိပါတွေလောက်တယ်မလားအဲ့ဒါတွေရဲ့ เนาะအဲ့ဒါ ਈ နဲ့စင်ကတ်ကို register တင်ပါတင်ဖြောင်းတင်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ထိုင်းတတိတွေရထောက်ခံချက်တွေနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ဘဏ်အကောင့်သွားဖွင့်တဲ့အခါကြလို့ရှိရင် insurance ပါတဲ့ဒီဘဏ်အကောင့်ကိုရွေးချယ်ပြီးတော့မှဖွင့်ပါเนาะ insurance เนาะအာမခံချက်အခုထားပါတော့ဘဏ်ကောက်ထဲမှာပတ်စံနေတိမ်းသွားပြီရတယ်အင်ရှူရက်ခံအာမခံချက်ရှိတဲ့အရာမျိုးပေါ့ အဲအဲ့လိုမျိုး choice လုပ်ပြီးတော့မှတည်တည်ချာချာကျွန်တော်တို့တွေကဘဏ်အကောင့်ဖွင့်ဖို့အတွက်လိုအပ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့အကြံပြုပါတယ်နော်အကြံပြုပါတယ်တော်တော်များများဒီပြဿနာတွေအခုတောက်လျှောက်တက်နေတာတော်တော်များများတက်နေတာပြီးလို့ရှိရင်ဘဏ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကိုဖုန်းထဲမှာလည်းတော်မထင်နဲ့တခြားဖုန်းထဲမှာလည်းတော်မထင်နဲ့ကိုဘာဖုန်းသုံးလဲအဲ့ဒီဖုန်းထဲမှာအဲ့ဒီစင်းရှိရမယ်အဲ့ဒီဖုန်းထဲမှာဘဏ်နဲ့ပတ်သက်တဲ့ application ဒေါင်းလာလို့ရှိရင်လည်း ဲ့ဒီထဲမှာပဲဝန်ဆက်ဖြစ်ရမယ်ဂျီမိန်ခန္ဓာရင်လည်းဝန်ဆက်ဖြစ်ရမယ်စင်ကတ်ကလည်းဒီဖုန်းထဲမှာပဲဖြစ်ရမယ်အဲနောက်ပြီးတော့မှဒီဘန်နေနဲ့ပတ်သက်တဲ့ဒီဟိုဟာပေါ့ software ဒီသူ application mobile banking တွေကလည်းဒီထဲမှာပဲဖြစ်ရမယ်အားလုံးကဝန်ဆက်ဖြစ်ရမယ်เนาะဖုန်းနံပါတ်ကတခြားဖုန်းမှာဘန် software ကနောက်တစ်လုံးမှာမရဘူးအဲ့ဒါတွေကပိတ်ခံရဖို့များတယ်အဲ့ဒါမျိုးတွေလည်းလိုက်ပါတယ်အဲ့တော့ဒီညကအဲ့ဒါအရန်အရေးကြီးတယ် နောက်ပြီးတော့မှ online ပေါ်မှာကျွန်တော်တို့ပြီးဆိုလဲဘာနံပါတ်တွေတင်တာတွေလောက်တာတွေပြောတာတွေဆိုတာတွေအဲ့ဒါတွေလည်းကျွန်တော်တို့သတိထားဖို့အတွက်လိုအပ်ပါတယ်။အရန်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးပြဿနာတွေကြောင့်ကျွန်တော်နီးစပ်ရအိမ်နီးနားချင်းနိုင်ငံတွေကိုကျွန်တော်တို့ပြောင်းလာရတဲ့အခါမှာရွှေ့လာရတဲ့အခါမှာအလုပ်လုပ်လာရတဲ့အခါမှာနံပါတ်၁ချက် time ဥပဒေကိုလေ့လာမယ်။ အိန္ဒိနာချင်းနိုင်ငံတွေရဲ့ဥပဒေတွေကိုလေ့လာမယ်။နံပါတ်1တစ်ချက်နော်နံပါတ်1တစ်ချက်ကျွန်တော်ဘာလုပ်မလဲ။စင်ကတ်ကိုသူတို့သက်ဆိုင်ရာနိုင်ငံက ID card တွေနဲ့ကျွန်တော်တို့က register တရားဝင် တင်ဖို့အတွက်လိုအပ်တယ်လို့ပြင် insurance ပါတဲ့နော်အာမခံချက်ပါတဲ့ပန်းအကတ်ကလေးတွေနော်အဲ့ဒါလေးတွေကိုကျွန်တော်ဖွင့်ဖို့အတွက်လိုအပ်ပါတယ်။နောက်ဥပဒေလမ်းကြောင်းကိုနားလည်လို့ရှိရင်ဘာမှကြောက်စရာမလိုပါဘူး။ရင်ကော့ခေါင်းပေါ်ပြီးကျွန်တော်တို့ဖြည့်ရှင်းလို့ရပါတယ်။ ဥပဒေလမ်းကြောင်းထဲမှာကျွန်တော်တို့တွားတက်ဖို့လိုအပ်ပါတယ်။နော်မြန်မာနိုင်ငံမှာသာအကြမ်းဖက်တာပါ။တခြားနိုင်ငံမှာဥပဒေရဲ့လမ်းကြောင်းကိုလိုက်တယ်ဆိုတာပျော်ရွှင်မှုသိတ်ကောင်းတာ။ကြည်နူဖို့သိတ်ကောင်းတာ။မယိုင်းဘူး။သူများနိုင်ငံအစိုးရဝန်ထမ်းတွေကလုံးဝမယိုင်းဘူး။နော်လုံးဝမယိုင်းဘူး။ယဉ်ကျေးတယ်၊သိမ်မွေ့တယ်။နော်လူသားဆန်တယ်။ကျွန်တော်ပြောချင်တာအဲ့ဒါပဲ။နော်မြန်မာနိုင်ငံမှာလို့ ဒီလိုဒီလိုဒီလိုရစ်နေတဲ့အထဲမှာတို့မပါဘူးဒါပေမဲ့တို့စီစစ်ဆရာရှိတာတော့စီစစ်လိုက်မယ်အဲ့စီစစ်တာကိုကိုကပြည်သူတယောက်အနေနဲ့တေးတေးကြာကြာလေးခံယူပြီးတော့မှလိုအပ်တဲ့အရာလေးတွေလုပ်ဖို့တော်တော်လိုအပ်တယ်အဲ့တော့နေတတ်ရင်ပျော်စရာကြီးပါနော်နေတတ်ရင်ဂျင်းနေစရာကြီးပါနော်ပြီးတော့ထိုင်းနိုင်ငံမှာဘဏ်အကောင့်တွေတော်တော်များများအကြမ်းဖက်စစ်ကောင်စီငွေမဲခောက်ဝါချမှုအများဆုံးပဲ ဲ့တော့အဲ့ဒါတွေကိုလည်းလိုက်နေတာတွေဖြစ်တယ်လို့နောက်ပိုင်းမှာကြားဖြန့်တဲ့ကိစ္စတွေလည်းလိုက်တာတွေလည်းအများကြီးပဲအဲ့တော့တော်တော်များများကနေဆက်တလျှောက်မှာရဲ့နောက်တော်တော်များများတချို့တော်သူတွေပေါ့နော်ဟိုသူများနာမည်နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်တွေရှိတယ်သူများနာမည်နဲ့ဖွင့်ထားတာနော်ရှိတယ်အဲသူများနာမည်နာမည်နဲ့ဘဏ်အကောင့်ဖွင့်တယ်ပြီးလို့ရှိရင်ကိုကသုံးတယ်အဲ့ဒါအဲ့ဒီအဲ့လိုမျိုးတည်းမှာ ပတ်စံနေအများကြီးထည့်ထားတဲ့လူတွေညှော်လင့်မနေနဲ့ပြန်ရမှာမဟုတ်အဲ့ဒါရဖို့တော်တော်ခရင်ပါဘာဖြစ်လို့လဲဆိုတော့သူများနာမည်နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်ကြီးကိုကိုကမိုဘိုင်းဘန်ကင်းထည့်သုံးတာတွေတရားမဝင်တာတွေအဲ့ဒါတွေကအင်မတန်အနေနဲ့များပါတယ်เนาะသူတို့ကိုယ်တိုင်ပြောပြီးသားဒါမျိုးတွေလှုပ်လို့ရှိရင်ဒီလိုလှုပ်လို့ရှိရင်တရားမဝင်ဘူးဒါရေလှုပ်လို့ရှိရင် ပိတ်သိမ်းပါเนาะဒီလိုလှုပ်လို့ရှိရင်ပိတ်သိမ်းပါเนาะသူတို့ကိုယ်တိုင်ပဲအချိန်ကြီးပြင်ဆင်မှုအတော့ကို ပြောဆိုထားတာတွေရှိတယ်။လမ်းကြောင်းလမ်းညွန်ထားတာတွေရှိတယ်။အချိန်လဲပြီးခဲ့ပြီးပြီ။အဲအခုတော့တို့ညာတော့မှာမဟုတ်ဘူး။နော်ဘာဖြစ်လို့လဲဆိုတော့ကဘာဘန်ကလည်းတို့ကြည်လာတာတွေရှိသလိုကဘာကုံသွဲအင်းများအသိနေရလည်းတို့စောင့်ကြည့်နေတာတွေရှိသလိုနော်နောက်ကျွန်တော်တို့အဖွဲ့အစည်းပေါင်းမြောင်မြောင်ဆိုတာလည်းတို့စောင့်ကြည့်လာတဲ့အခါကျတော့တို့နိုင်ငံရဲ့ image ရှိအကြမခံရအောင်တို့ကလုံတင်လုံထိုက်တာတွေတော့လုံသွားပါလိမ့်မယ်။ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်း image တွေကလည်းတော်တော်လေးဟူထိထားတာတွေလည်းရှိတယ်။ ငယ်ဆက်ရေးရမှာပေါ့နော်ငယ်ဆက်ရေးရမှာဆိုတော့ဒါတွေကအထူးတတိထားရမယ်ခန္ဓာပါအဲ့တော့အကြမ်းမစစ်ကောင်စီမင်းအောင်လှိုင်ကိုကျွန်တော်တို့ကတော်လန့်နေခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့ကတော်လန့်နေဆိုတဲ့အခါမှာသူတို့ထက်ကောင်းတဲ့စနစ်တွေကိုကျွန်တော်တို့မှရှိဖို့အတွက်လိုအပ်တယ်အကြမ်းမစစ်ကောင်စီကိုကျွန်တော်တို့တော်လန့်နေနော်ခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့တော်လန့်နေသူတို့ထက်ကောင်းတဲ့စနစ်ကျွန်တော်တို့စီမရှိလို့တော်လန့်ခြင်းဖြစ်တယ်သူတို့ထက်အတွေးခေါ်ကောင်းရမယ်သူတို့ထက်ကျွန်တော်တို့က စဉ်းစားဉာဏ်ကောင်းရမယ်ဆုံးဖြတ်မှုကောင်းရမယ်သူတို့တက်ကိုအရာရာကျွန်တော်တို့တွေကဆုံးဖြတ်ချက်ချမှုတွေကခိုင်မာမှုတွေရှိရမယ်သူတို့တက်ကျွန်တော်တို့တွေကရွေးချက်တက်ရမယ်နောက်သူတို့တွေအားအသက်ကြီးပြီးတော့မှလူကြီးစိတ်တွေမရှိဘဲနဲ့လူငယ်တွေကိုတတ်ဖြတ်ကျောင်းသူတွေကိုတတ်ဖြတ်ကလေးသူငယ်တွေကိုတတ်ဖြတ်ဘုံကျဲလေးနဲ့ဘုံကျဲဓာတ်တွေသူတို့လုံနေတဲ့အချိန်ကျွန်တော်တို့တို့ထက်တာရမယ်ဘယ်အရာမဆိုပေါ့အဲ့ဒါမျိုးဘယ်အရာမဆိုအဲ့ဒါမျိုး တော့ရှိရမယ်အဲ့အဲ့အချက်လိုက်လိုက်လေးတွေကိုဒါကျွန်တော်တို့ကတော့ဒီညမှာဒါကျွန်တော်မပြောမဖြစ်ကျွန်တော်ခြားပြခြင်းပဲဖြစ်ပါတယ်လို့ဒါကျွန်တော်ပြောပြခြင်းပါနောက်တစ်ခုကဘသူတွေဘာကြီးပဲဖြစ်နေပါစေကျွန်တော်တို့တွေအားလုံးเนาะဟိုကဘာပန်နဲ့အခြေဆက်မရတဲ့ကဘာကုံတွေကြီးများအသိနေနဲ့အခြေဆက်မရတဲ့ရတော့ကျွန်တော်ကချင်ကရကချင်ဗမာမော်ရခိုင်ချင်တိုင်းနဲ့ပြည်နယ်14ခုလုံးအချမ်းမဲစစ်ကောင်စီတွေ ျွန်တော်တို့အကုန်လုံးကတော့ဒီစနစ်ဆိုကြီးကိုဖြုတ်ချမှရမှာမဖြုတ်ချလို့မရเนาะသူတို့ကြောင့်ကျွန်တော်တို့နိုင်ငံက blacklist တွေဖြစ်နေတာเนาะเนาะတော်တော်များများအိန္ဒိယချင်းနိုင်ငံမှာလည်းကျွန်တော်တို့တွေကတော်တော်များများဒီလူမျိုးတွေအခက်ခဲပေါက်များများစွာနေတယ်ကျွန်တော်တို့ဖြတ်တန်းနေတာအဲဒီသူတို့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 တွေမရှိတော့မှစနစ်တကြီးကဘာကြီးနဲ့ရင်မောင်းတမ်းပြီးသွားမဲ့စနစ်တက်เนาะ ဲ့ဒါမျိုးတွေနဲ့ဒါကျွန်တော်တို့မျိုးပြအင်္ဂါတိဆောက်ရေးတွေသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာအကြမ်းမစစ်ကောင်စီနဲ့ပတ်သက်တဲ့အရာတွေကိုအတူတူကတွန်းလှန်နေတဲ့အချိန်ဖြုတ်ချနေတဲ့အချိန်အားလုံးအတူတူကပူပေါင်းပါဝင်ပါနော်မခုမကပ်ပါနဲ့နောက်ပြမဒီကျွန်တော်တို့ဒီသူတို့တက်တွင်းနေတယ်မှာရှိနေတဲ့မိသားစုတွေတော့မှသူတို့တော်တော်ချင်းနေပြီเนาะဒီချိန်ကာလမှာဒီ9နှစ်တာကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကို နားလဲပြီးဖို့အတွက်အခက်အခဲဆုံးသောလူတန်းစားကိုပြပါဆိုလို့ရှင်သူတို့တက်မတော်သားတွေပဲဖြစ်တယ်သူတို့တက်မတော်သားတွေသူတို့နားလဲဖို့အတွက်အခွင့်အရေးမပေးနိုင်တော့အောက်ကြီးကလူတွေနော်သူတို့သူတို့ကအမိတ်ရအမိတ်ရဆိုတဲ့ဟာတွေရှိတယ်လीနော်အဲအကြောင်းသူတို့ပြန်မပြောကြတာတွေဖြစ်တယ်ငြိမ်ခံနေရတာချိန်ခံနေရတာရှိတယ်အဲအဲ့ဒီအခြေအနေသူတို့ဖြတ်သန်းနေရတဲ့ကာလအဲ့တော့ကျွန်တော်တို့ခင်ဗျားတို့အတွက်ထွက်ပေါက်ပေါ့နော် တမရသားတွေရဲ့ထွက်ပေါက်အောက်ခြေမှာရှိနေတဲ့စစ်သားတွေရဲ့အားလုံးပြီးရထွက်ပေါက်ကတော့ကင်းပြီးနေလိုက်လက်နဲ့ချလိုက်ရခိုင်ပြည်နယ်သွားရင်လက်နဲ့ချအညာမြေရောက်ရင်လည်းလက်နဲ့ချပြည်သူနဲ့ပူးပေါင်းပါနော်အကြမ်းမဲ့စစ်ကောင်စီမြ мян ပြုတ်ချင်သလားရောက်တဲ့နေရာမှာပြည်သူနဲ့ပူးပေါင်းပါရောက်တဲ့နေရာမှာ EUSD နဲ့ပူးပေါင်းပါရောက်တဲ့နေရာတွေမှာတိုင်းသားကကွယ်ရင်တိုင်းတပ်ဖွဲ့နဲ့ပူးပေါင်းပါအမြန်ဆုံးလုပ်ပါအာနာရှင်တွေကိုကျွန်တော်တို့က အစိတ်ပင်ကိုရေလောင်းခဲ့တာငားနဲ့ရှိသွားပြီခမားတို့တက်မတော်သားတွေကိုယ်တိုင်အတိဆုံးနော်ခမားတို့အစိတ်ပင်ကိုရေလောင်းတယ်ခမားတို့ခရိုနီတီအာနာရှင်တွေခမားတို့အဘတွေကိုခမားတို့ရေလောင်းတော့ခမားတို့မြေဩဇာဖြစ်တာလွဲလို့ဘာအကျိုးရလမ်းမှမရှိခရိုနီတီအာနာရှင်တွေကိုခမားတို့တွေရေလောင်းခဲ့တာငားနဲ့တာကာလာပတ်လုံးခမားတို့နော်အာရေလောင်းခဲ့တာရေလောင်းခဲ့တဲ့အခါကျတော့အစိတ်ပင်ကိုရေလောင်းတော့ မတို့တက်မတော်သားတွေရဲ့ဘဝဒီ9နှစ်တာကာလတွေမှာဖုန်ပြိုးတိုးတက်လာတာဘာမှမရှိဘူး။တေချာစီးစနစ်နဲ့တိုင်းတာကြီးဘာမှမရှိဘူး။ဘာမှမဖုန်ပြိုးဘူး။ဟိုကောင်အဲ့ခရိုနီအာနာရှင်ကြီးကလည်းခမရတို့မဖုန်ပြိုးအောင်ကိုပဲခမရတို့ကိုခိုင်းထားတာဖြစ်တယ်။နော်။အဲ့တော့အာနာရှင်လက်ထက်မှာဘာမှမမတ်မောပါနဲ့။ပြည်သူနဲ့အတူယက်တီပါ။ပြည်သူနဲ့အတူ ရှင်သာပါ။ပြည်သူနဲ့အတူယုံထားပါလို့အကြံပြုချင်ပါတယ်။ဒါကျေးဇူးတင်ပါတယ်။ မနှက်ပြန်ဆိုလို့ရှင်တော့ပြည်ရင်းပြပါမှာရှိနေတဲ့ညီကောင်မောင်နှမတွေပန်းပန်းလေးတွေတော့လှိုင်းလိုက်ပန်းတပိတ်လေးတွေလည်းဒါကျွန်တော်တို့လောက်ကြလိမ့်မယ်လို့ဒါကျွန်တော်တို့ယုံကြည်ပြီးသားပါเนาะအဲ့တော့မေစုရဲ့280ပြည့်ပေါ့เนาะမွေးနေ့လည်းဖြစ်ပါတယ်ခရိုနီတွေအာနာရှင်တွေအကြောက်ဆုံးတော့နေ့လို့လည်းပြောလို့ရတာပေါ့เนาะသူတို့တွေအရန်ကြောက်ကြတဲ့နေ့လို့လည်းပြောလို့ရပါတယ် ဲ့တော့အားလုံးပေါ့နော်နွေဦးတော်လိုင်းရအောင်နေပြီမုချအောင်နေပြီအခရိုနီတွေအာနာရှင်တွေလဲကြာရှုံးနေပြီ အကြမ်းစစ်ကောင်စီလဲကြာရှုံးနေပြီနော်အားလုံးဒီချိန်မှာသူမကွဲပဲနဲ့အားလုံး we are the one သူစီကြပါညီညွတ်ကြပါလို့အချံပြူရင်းနဲ့အတူဒီနေ့ည live ကိုရှင်းသားပါမယ်เนาะအဲဒါကြောင့် ကျေးဇူးများအိုက်တက်ပါတယ်